နိုင်ငံတကာရာဇဝမှုခုံရော ICC ဟာရာထူးတောင်ဝန်ထမ်းဆောင်နေစေနိုင်ငံကောင်းဆောင်တွေကိုဇက်တိုက်ဆိုသလိုဖန်ဝရန်ထုတ်လာတာတွေ့ရပါတယ်။ဒါပေမဲ့တကယ်ရောဖမ်းနိုင်မှာလား ဒါမှမဟုတ် ICC ဆိုတာအဆွေမရှိတဲ့ချင်းသစ်ကြီးလားဝေဖန်သူတွေပြောသလို ICC ဟာကမ္ဘာအကြီးမားဆုံးဟာသတစ်ခုများဖြစ်နေမလားဒီနေ့ NKB Entertainment ကနေဒီအကြောင်းအရာကိုအသေးစိတ်တင်ဆက်ပေးသွားမှာပါဒီအကြောင်းအရာမစခင်မှာကျမတို့ရဲ့ NKB Entertainment YouTube Channel လေးကို Like and Subscribe လေးလုပ်ပေးမယ်ဆိုရင်ဗီဒီယိုတစ်ပုဒ်ဖန်တီးဖို့အတွက်ခွန်အားဖြစ်စေရကြောင်း Like and Subscribe လေးလုပ်ပေးဖို့တောင်းဆိုပါတယ်ရှင် ကပတ်သမိုင်းမှာလက်ရှိတာဝန်ထမ်းဆောင်နေစေနိုင်ငံအကြီးအကဲများဖြစ်တဲ့ရုရှားသမ္မတဗလာဒီမာပူတင်၊အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နီတန်ယာဟုနဲ့အာဖဂန်နစ္စတန်အဓိပတိခေါင်းဆောင်ဟီဘာဒူလာအာခန်ဇာဒါတို့အားလုံးဟာစစ်ရာဇဝတ်မှုတွေနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက် စွပ်စွဲခံထားရပြီး ICC ကဖမ်းဝရမ်းထုတ်ထားခြင်းခံရသူတွေဖြစ်ပါတယ်။ဆိုလိုတာကတော့ ICC အဖွဲ့ဝင်125နိုင်ငံထဲကနိုင်ငံတနိုင်ငံကိုသူတို့ခြေချလိုက်တာနဲ့အဲ့ဒီနိုင်ငံတွေကသူတို့ကိုဖမ်းဆီးဖို့တာဝန်ရှိပါတယ်။မကြခင်မှာပဲစတုဒ္ဒါမြောက်လက်ရှိနိုင်ငံခေါင်းဆောင်တအူးအတွက်လည်းဖမ်းဝရမ်းထပ်ထွက်လာဖို့ရှိပါတယ်။သူကတော့မြန်မာနိုင်ငံရဲ့သမ္မတမင်းအောင်လှိုင်ဖြစ်ပြီး ICC ရဲ့ရှိနေချုပ်ကသူ့ကိုဖမ်းဝရမ်းထုတ်ဖို့တောင်းဆိုထားပြီးဖြစ်တာကြောင့်မကြာခင်မှာတရားဝင်ထွက်ပေါ်လာနိုင်ပါတယ်။ပထမဆုံးအနေနဲ့ ICC ဘလို့ပေါ်ပေါက်လာတယ်လဲဆိုတာကိုကြည့်ရအောင်ပါ။နိုင်ငံတကာရာဇဝတ်မှုကျူးလွန်တဲ့ခေါင်းဆောင်တွေကိုအရေးယူဖို့စိတ်ကူကပထမကဘာစစ်ကလေးကရှိခဲ့ပေမဲ့ဒုတိယကဘာစစ်ပြီးမှလက်တွေ့အကောင့်ထဲပေါ်တာဖြစ်ပါတယ်။နာဇီဂျာမနီနဲ့ဂျပန်စစ်ခေါင်းဆောင်တွေကိုစစ်ခုံရုံးဖွဲ့ပြီးအပြစ်ပေးနိုင်ခဲ့ပါတယ်။ဒီနောက်ပိုင်းမှာတော့2000ခုနှစ်မှာတော့နယ်သာလန်နိုင်ငံဟစ်မြို့မှာနိုင်ငံတကာရာဇဝတ်မှုခုံရုံး ICC ကိုအမည် ဲရန်တရားရုံအဖြစ်ဖွဲ့စည်းနိုင်ခဲ့ပါတယ်။သူရဲ့ရွယ်ချက်ကတော့နိုင်ငံတကာရာဇဝတ်မှုကြီးတွေကိုကျူးလွန်နဲ့တတိပုဂ္ဂိုလ်တွေကိုအရေးယူဖို့ပါ။လက်ရှိမှာအဖွဲ့ဝင်နိုင်ငံ125နိုင်ငံရှိပါတယ်။ဒါပေမဲ့ထူးခြားတာကတော့ American, Russia, တရုတ်နဲ့ Israel တို့လိုအင်အားကြီးနိုင်ငံတွေကတော့အဖွဲ့ဝင်အဖြစ်မပါဝင်ကြပါဘူး။လက်ရှိချိန်မှာ ICC ရဲ့တမိုင်းတစ်လျှောက်မှာမကြုံဘူးတဲ့အခြေအနေကိုရောက်နေပါပြီ။အဲ့ဒါကတော့အာဏာရနေဆဲခေါင်းဆောင်တွေကိုဇက်တိုင်းဖန်ဝရန်းထုတ်လာတာပဲဖြစ်ပါတယ်။ပထမဆုံးကတော့ဆူဒန်သမ္မတဟောင်း Omar El-Bashir ပါ2009ခုနှစ်မှာဒါဖ ာဒေတာကလူမျိုးစုတွေအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့သူ့ကိုဖန်ဝရန်ထုတ်ခဲ့ပါတယ်။ဒုတိယကတော့ရုရှားသမ္မတပူတင်မှာ2023ခုနှစ်မှာယူကရိန်းကလေးငယ်တွေကိုရုရှားနိုင်ငံတဲ့တရားမဝင်ပြောင်းရွှေ့မှုနဲ့သူ့ကိုဝရမ်းထုတ်ခဲ့ပါတယ်။ကုလသမဂ္ဂလုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တယောက်ကို အခုလိုမျိုးပထမဆုံးဝရမ်းထုတ်လိုက်တာပါတတိယကတော့အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုပါ2024ခုနှစ်မှာဂါဇာစစ်ပွဲအတွင်းအရက်သားတွေကိုအစာရီစာဖျက်တောက်မှုနဲ့စစ်ရာဇဝတ်မှုတွေကျူးလွန်နေဆိုပြီး ICC ရှင်းနေချုပ်ကဝရမ်းထုတ်ဖို့ရှောက်ထားခဲ့ပါတယ်ဒါဟာအနောက်နိုင်ငံတွေရဲ့ကြိုးထောင်းနောက်ခံရထားတဲ့ခေါင်းဆောင်တယောက်ကိုပထမဆုံးအရေးယူဖို့ကြိုးစားတာဖြစ်ပါတယ်စတုဒ္ဒါမြောက်ကတော့မြန်မာနိုင်ငံကမင်းအောင်လှိုင်ပါ 2019ခုနှစ်ရိုဟင်ဂျာအရေးခင်းတဲ့2021နောက်ပိုင်းဖြစ်ရပ်တွေအတွက် ICC ရှေ့နေချုပ်ကာရင်ခန်းကိုယ်တိုင်ကဖန်ဝရန်ထုတ်ဖို့လျှောက်ထားပြီးဖြစ်ပါတယ်။မကြာခင်မှာတရဝင်းဝရန်ထွက်လာနိုင်ခြင်းအလို့များပါတယ်။ဒီနေရာမှာမင်းဆရာရှိတာကဝရန်တွေသာထုတ်နေတဲ့တကယ်ရောထိရောက်မှုရှိရလားဆိုတာပါပဲ။ ICC ကိုကမ္ဘာအကြီးမားဆုံးဟာသလို့ဝေဖန်ကြတဲ့အချက်နှစ်ချက်ရှိပါတယ်။ပထမအချက်ကအနောက်နိုင်ငံအုပ်စုနဲ့မဟာမိတ်တွေကြတော့ကင်းလို့ခွင့်ရပြီးကျန်တဲ့နိုင်ငံတွေကိုကြဖိနှိပ်တယ်ဆိုတဲ့ဝေဖန်သံတွေရှိနေပါတယ်။ ဥပမာနဲ့ပြောရရင် American သမ္မတဟောင်း George W Bush ဟာ Iraq ကိုဝင်ရောက်ကျူးကျော်ခဲ့မှုအတွက်ဘယ်တော့မှတရားစွဲမခံခဲ့ရပါဘူး။ဒီကျူးကျော်စစ်ကြောင်းလူပေါင်းသိန်းနဲ့ချီတည်ဆုံခဲ့ရပေမဲ့ American ဟာ ICC အဖွဲ့ဝင်မဟုတ်သလိုကုလသမဂ္ဂလုံခြုံရေးကောင်စီမှ Veto အာဏာသုံးနိုင်တာကြောင့် American ခေါင်းဆောင်တွေကိုအေးအေးယူဖို့ကတော့မဖြစ်နိုင်သလောက်ပါပဲ။ဒုတိယချက်ကတော့အာဏာတည်ရမှုမရှိခြင်းပါ။ ဆူဒန်သမ္မတအယ်ဘာရှိဖန်ဝရန်ထုတ်ခံရတုန်းကတောင်အာဖရိက ICC အဖွဲ့ဝင်နိုင်ငံကိုသွားလည်ခဲ့ပေမဲ့အဖမ်းမခံရဘဲပြန်လွတ်ပေးခဲ့ပါတယ်။အလားတူပဲမကြသေးခင်ကရုရှားသမ္မတပူတင်ဟာ ICC အဖွဲ့ဝင်မွန်ဂိုလီးယားနိုင်ငံကိုသွားရောက်ခဲ့ပေမဲ့မွန်ဂိုလီးယားကမဖမ်းဆီးခဲ့ပါဘူး။ဒါရီယာ ICC ရဲ့ဂုဏ်သိက္ခာကိုကြာဆင်းစေပါတယ်။ ICC ဟာဟာသားတစ်ခုလိုဖြစ်နေတဲ့အဓိကအကြောင်းရင်းကသူ့မှာကိုပါရဲတပ်ဖွဲ့စစ်တပ်မရှိပါဘူး။ဖန်ဝရန်ထုတ်လိုက်ပေမဲ့အဖွဲ့ဝင်နိုင်ငံတွေရဲ့ရဲတပ်ဖွဲ့တွေကပူးပေါင်းမဆောင်ရွက်ပေးဘူးဆိုရင် ICC ီကဘာမှလုံးလို့မရပါဘူး။စာရွက်ပေါ်ကကြားတက်ကောင်လိုပဲဖြစ်နေတာပါ။ဒါပေမဲ့တစ်ဖက်ကပြန်ကြည့်ရင်လည်းအရင်ကလိုအာဖရိကခေါင်းဆောင်တွေကိုပဲဖိနှိပ်တာမျိုးမဟုတ်တော့ပဲရုရှား၊အစ္စရေးနဲ့မြန်မာနိုင်ငံကခေါင်းဆောင်တွေကိုပါတီးတွေ့လာတာကတော့ထူးခြားတဲ့အကြောင်းလေးပါပဲ။လက်တွေ့မှာမဖမ်းနိုင်ရင်တော့ဒီခေါင်းဆောင်တွေဟာနိုင်ငံတကာအရာဇဝတ်ကောင်တွေအဖြစ်သမိုင်းတွင်သွားမှာဖြစ်တယ်လို့နိုင်ငံတကာတန်တမန်ခင်းတွေမှာလည်းသူတို့သွားလာလှုပ်ရှားနိုင်တဲ့နယ်ပယ်တွေကတဖြည်းဖြည်းကျင်းမြောင်းလာမှာပဲဖြစ်ပါတယ်။မြောက်နယ်ပါဝင်ဒီခေါင်းဆောင်တွေဟာအာနာရှိနေတဲ့၍လုံခြုံနေနိုင်ပေမယ့်အာနာလက်လွတ်လိုက် ရတဲ့တနေ့မှာတော့ဆူဒန်သမ္မတဟောင်းအယ်ဘာရှိလိုမျိုးကိုနိုင်ငံကလူတွေကိုယ်တိုင်က ICC ကိုထိုးအပ်တာခံရနိုင်ချေရှိတယ်ဆိုတာကိုတင်ပြရင်ဒီကနေ့အစီအစဉ်ကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ကျမတို့ရဲ့ NKB Entertainment YouTube Channel လေးကို Like and Subscribe လေးလုပ်ပေးဖို့တောင်းဆိုပါတယ်ရှင်အဆုံးထိကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်ရှင်